ကချင်ပြည်နယ်မှာမြစ်စုံရေအားလျက်စစ်စီမံကိန်းကိုမရက်ဆိုင်ပဲအကောင့်ထဲပေါ်ပစ်ခဲ့မယ်ဆိုပါကမြန်မာတိုင်းနိုင်ငံလုံးရဲ့တအားလိုအပ်ချက်ပြည့်မီုံသာမကကြော်လွန်တဲ့အနေအထားကိုရောက်သွားနိုင်တယ်လို့နာဆာကဥက္ကဋ္ဌဘိုးချုပ်မှုကြီးမင်းအောင်လိုင်ကပြောပါရယ်2025ခုနှစ်မေလ20ရက်ကနေပြည်တော်မှာဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်တဲ့နာဆာကရဲ့လုပ်ငန်းညင်တိုင်းအစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါရယ် လက်စစ်ဓာတ်နဲ့ပတ်သက်တဲ့လိုအပ်ချက်ကရှိနေမှာပဲဒါဟာသမရာကြီးဦးသိန်းစိန်လက်ထက်ကအခြေအနေအကြောင်းအရာမြစ်ဆုံနဲ့ပတ်သက်ပြီးရပ်တန့်ခဲ့တာလို့တေနာကမဟာဗျူဟာအမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးက CNN သတင်းဌာနကိုပြောပါတယ်ဒီနေ့ပြည်သူတွေအကုန်လုံးလက်တွေ့ခံစားနေရတဲ့အခြေအနေမျိုးမှာလျက်စစ်ပြန်လည်ပြည့်မီရေးအတွက်နီလန်မျိုးစုံနဲ့စဉ်းစားရမယ်တဲ့မှာမြစ်ဆုံကပြန်လည်စဉ်းစားတဲ့ကိစ္စရဲ့တစ်ခုဖြစ်ပါတယ် NASA ကဥက္ကရာကမြစ်ဆုံရေအားလျက်စစ်စီမံကိန်းရပ်ဆိုင်ခဲ့ရမှုမရှိပါကမဂါဝဲ6000ရရှိမည်ဖြစ်ကြောင်းရှိပြီးဖြစ်တဲ့လျက်စစ်တအားပေးစက်ယုံတွေနဲ့မြစ်ဆုံရေအားလျက်စစ်စီမံကိန်းတို့ပေါင်းစပ်လိုက်မယ်ဆိုပါကလျက်စစ်တအားလိုအပ်ချက်ပြည့်မီယုံသားမကကျော်လွန်တဲ့အနေအထားကိုပင်ရောက်ရှိနိုင်မယ်လို့ပြောပါတယ်မိမိတို့အနေနဲ့လျက်စစ်တအားထုတ်လို့ရတဲ့နေရာတွေကိုဖော်ထုတ်ပြီးဆောင်ရွက်သွားဖို့လိုကြောင်းနေရောင်ခြည်စွမ်းအင်ဆိုလာလျက်စစ်စွမ်းအင်ထုတ်ယူခြင်းကိုဆောင်ရွက်တင်ကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်း small scale 所拉塞尤尼古。<noise> ဆောင်ရွက်တဲ့ကြောင်းပြဖြိုးမြဲဆွင့်ရင်နဲ့ပတ်သက်ပြီးမဖြစ်မနေဆောင်ရွက်ဖို့လိုအပ်တဲ့ဆိုတဲ့မူဝါဒကိုချမှတ်ဆောင်ရွက်သွားဖို့လိုကြောင်းသူကပြောပါတယ်။ရှီအားလဲစစ်ကနေလျှက်စစ်တအားထုတ်လို့ရေးစီမံကိန်းတွေဟာလုံတဲ့ကြောင်းလက်တွေမှာတော့မြင်းမြအကောင့်ထဲပေါ်နိုင်မလဲဆိုတာကိုတော့လေ့လာဆောင်ကြည့်ရမယ်လို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒါရိုက်တာဦးသိန်းချွန်းဦးကဆီယန်နိုင်တဲ့ရင်ဌာနကိုပြောပါတယ်။ကျွန်တော်တို့ကဘယ်စီမံကိန်းမဆိုသူ့မှာတွေ့ရချက်ရှိတယ်။ကိုကြီးကြီးညွှန်နေတာနဲ့ကိုဘလောက်ပြောင်းရအောင်လဲပေါ့။အဲ့ဒီပုံမူတည်လို့ရှာရမှာပဲ။စပါ တို့ရန်ရစ်စစ်မှညှိနှိုင်တာကညှိနှိုင်တော့ကျိုးမှုအများကြီးပြန်ထောင်းဆိုတော့ဒါကပြည့်စစ်တာပုံမှန်ရမယ်။ဥပမာဒီမီယောင်ကြီးကငနာညှိနှိုင်လို့ငနာပြန်ထောင်းမလား။ဒါဒီပုံမူတည်ပြီးပူကောင်းတဲ့ဟာကျွန်တော်တို့လိုအောင်ပေါ့။တကယ်တမ်းကျရင်တော့ကျွန်တော်နိုင်ငံတို့အမိသားမျိုးဆိုရင်ပြည့်စစ်တာလိုအပ်ချက်ကြီးမားတဲ့အချိန်မှာဒီနျူကလ িয়ার ဆွမ်းရံပြည့်စစ်တာထိုးတာမျိုးကြီးကျွန်တော်တို့စဉ်းစားဖို့လိုရတာပေါ့။အဲ့တော့ဒါကတော့ကျွန်တော်တို့ပြန်မဖြစ်မီထပ်ဆွမ်းရံရတဲ့အချက်တွေပါပဲ။တကယ်တမ်းဘယ်လောက်ထိအကောင့်တွေဖော်နိုင်မလဲ။အကျိုးမြင့်ကြနိုင်လဲဆိုတော့ခုနကပြောတဲ့ဒီရင်ရဲ့ 官商之流，佢哋都出唔到嚟，真係受人恥咯。 မြေဆောင်စီမံကိန်းဟာကချင်ပြည်နယ်မြကြီးနားမြို့နဲ့23မိုင်ခန့်အကွာမေခမလီခတို့ပေါင်းစုံရာမြေဆောင်နေရာမြေလက်တက်တွေပေါ်မှာလက်စစ်တပ်အားမကဝက်2000နီးပါးထုတ်လုပ်နိုင်တဲ့စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။အဆိုပါစီမံကိန်းကိုဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်ကတရုတ်နဲ့သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး2006ခုနှစ်မှာစတင်အကောင့်ထဲပေါ်ခဲ့ပါတယ်။ဒါပေမဲ့လည်း2010အထွေထွေရေကောက်ပွဲကနေတက်လာတဲ့ဥသိမ်းစိန်အစိုးရလက်ထက်မှာဆန္ဒပြကန့်ကွက်မှုတွေကြောင့်မြေဆောင်စီမံကိန်းကိုခဏရပ်ဆိုင်းခဲ့ကြောင်းအဲ့ဒီနောက် 2015အထွေထွေရွေးကောက်ပွဲကနေဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာတော့ပြန်လည်စတင်ရန်ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့လည်းယနေ့အထိလုပ်ငန်းပြန်လည်မစတင်နိုင်သေးပါဘူးလက်ရှိမြန်မာနိုင်ငံတွင်းမှာလက်ဆင့်ပြီးမလုံလောက်တဲ့အတွက်တရက်ကိုအ ਨੇ စုံ၄နာရီကြာပြတ်တောက်ခံနေရတယ်လို့တချို့သောဒေသတွေမှာတရက်လျှင်16နာရီအထိပြတ်တောက်ခံရမှုတွေရှိနေပါတယ်အဲ့ဒီလိုလက်ဆင့်ပြီးမလုံလောက်ရခြင်းကလည်းလက်ဆင့်တအားပေးတာဝါတိုင်းတွေဖြည့်ဆည်းခံရခြင်းရေအားလက်ဆင့်စီမံကိန်းတွေရပ်ဆိုင်နေခြင်းတခြားသောနိုင်ငံတွေကလည်းလက်ဆင့်တအား ဝယ်ယူမှုရှင်းချထားခြင်းတို့ကြောင့်ဖြစ်ပါတယ်။